စစ်ကောင်စီကညသကောင်ကျော်အချိန်မှာတန်းပြီတက်မဟာနှစ်နေမြေကြောင်မဲမြို့ရက်ွက်ခုနှစ်ကိုထပ်မံပုံကျဲတက်ခဲ့တဲ့အတွက်ကြောင့်အမျိုးသမီးတဦးသေဆုံးပြီးတော့အမျိုးသား2ဦးဒဏ်ရာရရှိခဲ့တယ်လို့ TNL ကထုတ်ပြန်ထားပါတယ်စစ်ကောင်စီတက်က Jet Fighter နဲ့ပေါင်250ဘုံနှလုံးကျဲချခဲ့တာဖြစ်ပြီးတော့အမျိုးသမီးတဦးသေဆုံးပြီးတော့အမျိုးသား2ဦးဒဏ်ရာရတဲ့အပြင်မှာနေအိမ်နှလုံးလည်းထိမှန်ပျက်စီးခဲ့တယ်လို့ဆိုပါတယ်ဇွန်လ26ရက်နေ့မနေ့ကညသကောင်ကျော်အချိန် 12:48မိနစ်မှာတစ်ကြိမ်12:52မိနစ်မှာတစ်ကြိမ် Jet Fighter နဲ့လာရောက်ကြက်ချခဲ့တာပါစစ်ကောင်စီရဲ့ဘုံကြက်ချတိုက်ခိုက်မှုကြောင့်အသက်49နှစ်အရွယ်ဒေါ်မိုးစုနောင်တိတ်ဆုံးခဲ့ပြီးတော့အသက်19နှစ်အရွယ်ကိုဖြိုးတန်းကျော်နဲ့အသက်18နှစ်အရွယ်ကိုဇော်ထူးလင်းတို့ထိခိုက်ဒဏ်ရာရခဲ့ပါတယ်ဒါ့အပြင်နေအိမ်နှလုံးပျက်စီးသွားခဲ့တယ်လို့လည်းဆိုပါတယ်စကိုင်းတိုင်းတပင်းမြို့နယ်အင်ဘုံကျေးရွာအုပ်စုကိုဗိုလ်ဇေယအဖွဲ့ကကြီကားအင်ကြီး အုတ်ထုတ်နဲ့စာတင်ကြောင်းအတွက်ဘုံကိုချင်းတိဆောက်ပေးဖို့ဆိုပြီးတော့ကြက်သိန်း450ပေးဖို့တောင်းခံနေပါတယ်ဒီနှစ်ဇွန်လ14ရက်နေ့ညနေပိုင်းလောက်မှာအင်ဘုံကျေးရွာအုပ်စုကဒေသခံတွေကိုဘိုးစရတပ်ဖွဲ့ကတိန်တယောက်အစည်းအဝေးခေါ်ယူပြီးတော့ခြေကားအင်ကြီးအုတ်ထုတ်နဲ့ဘုံကိုချင်းတိဆောက်ဖို့အတွက်အင်ဘုံကျေးရွာအုပ်စုကခွဲထမ်းအနေနဲ့သိန်း450ပေးရမယ်လို့အလူခံခဲ့တာလို့ဆိုရတယ်အစည်းအဝေးမှာရွာသားတယောက်ကဘုံကိုချင်းအတွက်အန်ယူဂျီအစိုးရက ဘတ်ဂျက်ချမပေးဘူးလားလို့မေးတဲ့အခါမှာချမပေးတဲ့အတွက်ကြောင့်ရွာကပဲပေးရမယ်လို့ပြောတယ်လို့ဆိုပါတယ်။အင်ဂျင်400ဝန်းကျင်ရှိတဲ့အင်ဘုတ်ကျွရအုပ်စုမှာ350ပေးဖို့တိန်အောင်ကိုတသိန်းခွဲတန်းတတ်မှတ်ပြီးတော့မဖြစ်မနေပေးရမယ်လို့ဆိုပါတယ်။မတက်နိုင်တဲ့အင်အောင်စုတွေရှိတဲ့အခါမှာမပေးမနေရဖြစ်ပြီးတော့ကြတော့တသိန်းခွဲကို၃ရက်ခွဲပြီးတော့ပေးရမယ်လို့ပြောပါတယ်။သီးနှံပေါ်ချိန်လည်းမဟုတ်တဲ့အတွက်ရွာသားတွေအခက်အခဲမျိုးစုံကြုံတွေ့နေကြပါတယ်။ ဘိုးစီရအဖွဲ့အနေနဲ့အလူခံပါတယ်ဆိုပြီးတော့ငွေကောက်ခံနေတာတွေဟာအခုတကြိမ်သာမကပဲနဲ့အရင်ကလည်းကောက်ခံမှုတယ်လို့ဆိုပါတယ်ဒါအပြင်ဒေတာကန်တွေအနေနဲ့ကြည်ပြူလို့မဟုတ်ဖ ೇನೆ ကြောက်တဲ့အတွက်ကြောင့်အောင်းအီးပြီးတော့ထဲ့နေကြရတယ်လို့ဒေတာကန်တူကပြောပါတယ်အရင်ကတနတ်ဝယ်ဖို့ဆိုပြီးတော့ငွေကောက်ခဲ့မှုတယ်လို့လည်းပြောပါတယ်အဲ့ဒီတနတ်ဝယ်ဖို့ကောက်ထားတဲ့ငွေတွေကိုပွဲစားကလိန်သွားတယ်လို့ပြောမှုတာတွေလည်းရှိတဲ့အတွက်ကြောင့် ရွာသားတွေကမယုံကြည်တော့ဘူးလို့ဆိုပါတယ်ဒါပေမဲ့ကြောက်လို့ထဲ့နေရတယ်လို့အဲ့ဒီရွာသားကပြောပါတယ်350အတွက်စတင်ကောက်ခံနေပြီဖြစ်ပြီးတော့ဒီနေ့အထိတော့ကောက်ခံတာတွေမပြီးသေးဘူးလို့ဆိုပါတယ်အိုးဘိုထောင်မှာအချင်းကျနေတဲ့မန္တလေးတိုင်းရဲ့လွှတ်တော်ဥက္ကဋ္ဌဦးအောင်ကျော်ဦးဟာပန်းနာရင်ကျက်ယောဂါကြောင့်အမောဖောက်ပြီးတော့ဒီကနေ့မနက်9:00နာရီလောက်မှာတိတ်ဆုံးသွားကြောင်းမြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ရဲ့လူမှုကွန်ရက်စာမျက်နှာမှာထုတ်ပြန်ကြေညာထားပါတယ်။ဥအောင်ကျော်ဦးဟာရုတ်တရက်အမောဖောက်လာတာကြောင့်ထောင်စေးရုံကိုပို့ဆောင်ပြီးတော့နိုင်ပိုင်းအကြမှာတိတ်ဆုံးသွားတာလို့ထုတ်ပြန်ကြေညာချက်မှာပါရှိပါတယ်။ဥအောင်ကျော်ဦးတိတ်ဆုံးတာဟာပြင်ပစေးရုံမှာအချိန်မီကုသခွင့်မရတာကြောင့်တိတ်ဆုံးရတာဖြစ်တယ်လို့လည်း PPNM ကပြောထားပါတယ်။ဥအောင်ကျော်ဦးဟာ2015ခုနှစ်နဲ့2020ခုနှစ်ရွေးကောက်ပွဲတွေမှာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ရဲ့မန္တလေးတိုင်းပဋိပက္ခမြို့နယ်ကနေတိုင်းလွှတ်တော်ကိုယ်စားလှယ်အဖြစ်အနိုင်ရရှိခဲ့တဲ့သူဖြစ်ပါတယ် 2021ခုနှစ်ဒီဇင်ဘာလ31ရက်နေ့မှာတော့စစ်ကောင်စီဟာဦးအောင်ကျော်ဦးကိုပုံမှ905ကာကြီးပုံမှ25တို့နဲ့ထောင်ဒဏ်9နှစ်အမိန့်ချမှတ်ထားပါလေမြန်မာဆီးရီးယားရုရှားပါဝင်ဆရာဆိုမှု war crimes student နဲ့အမှုတွေနဲ့ပတ်သက်ပြီးတော့အချက်လက်စုဆောင်းစုံစမ်းတဲ့အစီအစဉ်ပေါင်း20ကျော်ကိုဗဒံငွေဖြတ်တောက်ဖို့အမေရိကန်အင်ဂျီတော်ကအဆိုပြုထားတယ်လို့ Writers သတင်းဌာနကရေးသားထားပါတယ် အိမ်ပြီးတော့နဲ့နှိစက်တဲ့သတင်းချင်းမြင့်၃ခုနဲ့အစိုးရစာရွက်စာတမ်းတွေကိုထောက်ထားပြုရေးသားထားတယ်လို့ဆိုပါတယ်။အဲ့ဒီအစိုးရဘတ်ဂျက်ကိုအမေရိကန်အစိုးရရဲ့စီမံခန့်ခွဲရေးနဲ့ဘတ်ဂျက်ဌာနကဘုဒ္ဓနေ့ကတင်ပြခဲ့တာပါ။ဒါပေမဲ့အဲ့ဒါဟာအစိုးရဘတ်ဂျက်အစ်စ်မျှတာဖြစ်ပြီးတော့နောက်ဆုံးဆုံးဖြတ်ချက်မဟုတ်ဘူးလို့ဆိုပါတယ်။နိုင်ငံခြားရေးဝန်ကြီးဌာနအနေနဲ့အယူခံရှောက်ထားနိုင်တယ်လို့တကားဖွင့်ပေးထားပါတယ်။ငွေကြေးထောက်ပံ့မှုဖြတ်တောက်မဲ့အစီအစဉ်တွေက အများအပြားဟာအကြမ်းဖက်ရက်ဆက်မှုတွေနဲ့ပတ်သက်ပြီးတော့တရားမျှတမှုဖော်ဆောင်ပေးရတဲ့အချက်လက်စုဆောင်းနေကြတဲ့ဒေတာတွေကအဖွဲ့အစည်းတွေဖြစ်တယ်လို့ဆိုပါလေဒေါ်နယ်ထရန့်ဟာနိုင်ငံခြားကူညီထောက်ပံ့ငွေနဲ့ပတ်သက်ပြီးတော့ဒေါ်လာဘီလီယံနဲ့ချီတဲ့ငွေတွေကိုဖြတ်တောက်နေတာဖြစ်ပါတယ်နိုင်ငံခြားရေးဝန်ကြီးဌာနအနေနဲ့အယူခံဝင်ခွင့်ပေးထားပေမဲ့နိုင်ငံခြားရေးဝန်ကြီးမာကိုရူဗီယိုအနေနဲ့အယူခံဝင်မဲ့အလားလာကတော့တော်တော်နေပါတယ်လို့အဲ့ဒီသတင်းရင်းမြစ်တွေက ဆိုကြပါတယ်ရွှေမြင်း washing factory shop ဖွဲ့စက်ရုံကအလုပ်သမားတွေဟာဓာတ်ပစ္စည်းတွေကိုအကာအကွယ်မပါဘဲနဲ့ကင်တွယ်နေရတဲ့အတွက်ကြောင့်ထိခိုက်မှုတွေရှိပေမဲ့အလုပ်ရှင်ဘက်ကတာဝန်ယူတာမရှိဘူးလို့မြန်မာနိုင်ငံထုတ်ကုန်တဲ့စက်မှုလက်မှုအလုပ်သမားများအဖွဲ့ချုပ် IWFM က TM Media ကိုအတူပြုပြောဆိုပါတယ်အလုပ်သမားတွေဟာလုပ်ငန်းခွင်ထဲမှာဓာတ်ပစ္စည်းတွေနဲ့နေစဉ်ထိတွေ့လောက်ကင်နေကြရပေမဲ့ လက်အိတ်နှာခေါင်းစည်းစတဲ့အကာအကွယ်ပစ္စည်းတွေကိုလည်းမပေးဘူးလို့ဆိုပါတယ်။ရှော့ဈေးတွေဟာမွန်းကျက်လွန်းတဲ့အတွက်ကြောင့်ယင်ဘက်တွေအောက်နာအန်ဂျင်တာတွေဖြစ်နေတယ်လို့လည်းအလုပ်သမားတွေကဆိုကြပါတယ်။အခုလိုအခြေအနေမျိုးတွေမှာလည်းစိတ်ုံဘက်ကဘာမှလုံးမပေးတယ်လို့ထိခိုက်ဒဏ်ရာရခဲ့ရင်တောင်မှထဲ့စရာစိတ်အဆင်သင့်မရှိဘူးလို့ဆိုပါတယ်။ရွှေမြင့်ရှော့ဖို့စိတ်ုံမှာအလုပ်သမားတရာကျော်ရှိပြီးတော့နေရာမျိုးစုံမှာ အလုတ်လောက်ကန်ရတဲ့အတွက်ကြောင့်အလုတ်မားတွေအနေနဲ့မနိုင်မနှင်းလုံနေကြရတယ်လို့ဆိုပါတယ်ဒါအပြင်ဒံပေးတဲ့စနစ်ကပြင်းထန်တဲ့အတွက်ကြောင့်အလုတ်မားတွေကမြန်မာနိုင်ငံထုတ်ကုန်တဲ့စက်မှုလက်မှုအလုတ်မားများအဖွဲ့ချုပ် IWFM ကိုတိုင်ကြားခဲ့ပါတယ်အလုတ်မားတွေရဲ့အဆိုအရစက်ရုံဘက်က ခွင့်တိုင်လို့ရှိရင်ခွင့်ရမပေးတာအချိန်မိုးကိုအတင်းကျပ်စင်ခိုင်းတာနဲ့တိုင်တန်းတာတွေမလုပ်ဖို့မန်နေဂျာကချိတ်ချောက်တာမျိုးတွေရှိတယ်လို့ဆိုပါရယ်စက်ရုံကိုလာရောက်စစ်ဆေးမှုတွေလုပ်လို့ရှိရင်လည်းစက်ရုံဘက်ကနေပြီးတော့အစင်သင့်ရွေးချယ်တင်ကြထားတဲ့သူတွေကိုပဲတွစ်ဆုံဖြေကြခိုင်းနေတယ်လို့ဆိုပါရယ်ရွှေမြင့်ရှော်ဖွဲ့စက်ရုံဟာရန်ကုန်မြို့လိုင်တာယာမြို့နယ်ရွှေလင်းမန်းစက်မှုဇုံတွေကနဝရေးမင်းကြီးလမ်းမှာရှိပြီးတော့တရုတ်နိုင်ငံသားပိုင်စက်ရုံတရုံဖြစ်ပါတယ် တန်းပြည်တက်မာသုံးနယ်မြေနောင်ချိုမြို့နယ်မှာရှိတဲ့နောင်ဖာညံတော်လုံဆန်းအုံမခါနဲ့နောင်လင်ကြီးရွာတွေမှာစစ်ကောင်စီနဲ့တန်းတက်မတော် TNL တို့တိုက်ပွဲဖြစ်ပွားခဲ့တယ်အဲ့လို TNL ကထုတ်ပြန်ထားပါတယ်မနေ့ကဇွန်လ26နေ့တုန်းကနောင်လင်ကြီးရွာနဲ့နောင်ဖာကြီးရွာအကြားမှာတိုက်ပွဲဖြစ်ပွားခဲ့ပြီးတော့စစ်ကောင်စီဘက်ကလက်နက်ကြီး39လုံး drone အသုံးပြုပြီးတော့ဘုံး18လုံးပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက်ကြောင့်နေအိမ်နှလုံးထိခိုက်ပျက်စီးခဲ့ပါတယ် ဒါပြင်မှာညံတော်ကြည့်ရမှာတိုက်ပွဲဖြစ်ပွားခဲ့ပြီးတော့စစ်ကောင်စီဘက်ကလက်နက်ကြီး30လုံးနဲ့ဒရုန်းအသုံးပြုပြီးတော့ဘုံ15လုံးပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ဆိုပါရယ်ဇွန်လ25ရက်နေ့တုန်းကလည်းနောင်ချုံမြို့နယ်နောင်လင်နောင်အောလုံဆန်းနဲ့နောင်ဖာကြည့်ရတွေမှာတိုက်ပွဲဖြစ်ပွားခဲ့ပြီးတော့စစ်ကောင်စီဘက်ကဒရုန်းနဲ့ဘုံ28လုံးလက်နက်ကြီး68လုံးပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ဆိုပါရယ်ဇွန်လ25ရက်နေ့ဇွန်လ26ရက်နေ့ထိတိုက်ပွဲဖြစ်နေချိန်တွေအတွင်းစစ်ကောင်စီဘက်ကလက်နက်ကြီး 138လုံးနဲ့ပြစ်ခတ်တိုက်ခတ်ခဲ့ပြီးတော့ drone အသုံးပြုပြီးတော့ဘုံအလုံး60လဲကျက်ချတိုက်ခတ်ခဲ့တယ်လို့ဆိုပါတယ် EU ဥရောပသမဂ္ဂဟာမလို့တမျိုးလို့တမျိုးလုံးနေတယ်လို့စပိန်ဝန်ကြီးချုပ် Pedro Sanchez ကဆွဆွဲပြောဆိုလိုက်ပါတယ်ယူကရိန်းကိုကျူးကျော်တဲ့ရုရှားကိုပိတ်ဆို့အရေးယူတာတွေလုပ်ပြီးတော့ဂါဇာကိုကျူးကျော်တဲ့ Israel ကိုတော့အရေးမယူဘဲနဲ့မတိကျအောင်စောင့်နေတာဟာ EU ဥရောပသမဂ္ဂကမလို့တမျိုးလို့တမျိုး စံနှုန်းနှမျိုးထားပြီးတော့လုပ်နေတာပဲလို့စပိန်ဝန်ကြီးချုပ်က ထောက်ပြပြောဆိုလိုက်တာဖြစ်ပါတယ်စပိန်ဝန်ကြီးချုပ်ကသတင်းတောက်တွေကိုမနေ့ကတွိတ်ဆုံပြောကြားလိုက်တာပါလူခွင့်ရေးစီမံအပိုက်နှစ်ကိုကိုးကားပြီးတော့အစ္စရေးနဲ့ EU ချုပ်ဆိုထားတဲ့ကုန်သွယ်ရေးစာချုပ်ကိုဆိုင်းငံ့ရပ်တန့်တင်တယ်လို့သူကဆိုပါတယ်2023ခုနှစ်အောက်တိုဘာလကစပြီးတော့အခုချိန်ထိကာလအတွင်းဂါဇာမှာပါလက်စတိုင်းအရက်သား9600ကျော်အသက်ခံရကြောင်းဖော်ပြထားတဲ့ကုလသမဂ္ဂအစိုးရကစားဟာ အဲ့ဒီ data မှာ cut site နေတဲ့အခြေအနေကိုဖော်ပြနေတာဖြစ်တယ်လို့လည်းသူကဆိုပါတယ်စပိန်မှာရှိတဲ့ Israel တန်မတ်ကတော့ဝန်ကြီးချုပ်ရဲ့အမှတ်ချက်ဟာ Israel စန့်ကျင်ရေးလုပ်နေတာပဲလို့ဆိုပါတယ်အိန္ဒိယမြန်မာနယ်စပ်မီဇိုရန်ပြည်နယ်ကမြန်မာဒုက္ခသည်တွေရဲ့မြန်မာမှတ်ပုံတင်တွေကိုတင်ဖို့စီစဉ်နေတယ်လို့မီဇိုရန်ဝန်ကြီးချုပ်လာဒူဟိုမာကအိန္ဒိယနိုင်ငံရဲ့ဝန်ကြီးဌာနရဲ့တွဲဖက်အတွင်မှုစရင်တာဘတ်ဂတ်ကို မနေ့ကပြောလိုက်ပါတယ်မြန်မာဒုက္ခသည်တွေဟာမီဇိုရမ်နယ်စပ်မှာ အချိန်ချင်းဝင်လိုက်ထွက်လိုက်သွားလာနေတဲ့အတွက်ကြောင့်အဲ့ဒီလိုမှတ်ပုံတွေနဲ့တင်ဖို့လိုရတာလို့မီဇိုရမ်ဝန်ကြီးချုပ်ကဆိုပါတယ်အဲ့ဒီလိုမြန်မာနဲ့အိန္ဒိယဟိုဘက်ဒီဘက်ကူးတန်းသွားလာနေကြတဲ့မြန်မာဒုက္ခသည်တွေကတချို့ဟာဥရီချိုးဖောက်တာတွေလုပ်နေတယ်လို့လည်းသူကပြောပါတယ်ဒါအပြင်မီဇိုရမ်ပြည်နယ်မှာရောက်နေတဲ့မြန်မာဒုက္ခသည်တွေအားလုံးရဲ့လက်ပွေရာမျက်လုံးစကန်ဖတ်တာစတဲ့ဇီဝဗေဒဆိုင်ရာ အချက်လက်တွေကိုလည်းရယူမယ်လို့ မီဇိုရန်ပြည်နယ်ဝန်ကြီးချုပ်ကအိန္ဒိယနိုင်ငံခြားရေးဝန်ကြီးကိုပြောထားပါတယ်မြန်မာဒုက္ခသည်3200ကျော်ရဲ့ဇီဝဗေဒဆိုင်ရာအချက်အလက်တွေကိုအခုလာတဲ့မှာစတင်စုဆောင်းနေပြီလို့မီဇိုရန်အစိုးရကထုတ်ပြန်ထားပါတယ်တနေ့တော့မှာဘိန်း1334ကီလိုကျော်ဘိန်းဖြူ1944ကီလိုကျော်စိတ်ကြွေပြား 281တန်းကျော်နဲ့ ice 16000ကီလိုကျော်အပါဝင်စုစုပေါင်းဒေါ်လာတန်း300ဝန်းကျင်တန်ဖိုးရှိတဲ့မူရစ်ဆေးဝါးတွေကိုမိရှုဖျက်ဆီးလိုက်တယ်လို့စစ်ကောင်စီကဒီနေ့ဇွန်လ28ရက်နေ့မှာထုတ်ပြန်ပါတယ်မိရှုဖျက်ဆီးလိုက်တဲ့မူရစ်ဆေးဝါးတွေဟာရန်ကုန်ပဲခူးရှမ်းပြည်နယ်ကရင်ပြည်နယ်နဲ့ရခိုင်ပြည်နယ်အပါဝင်နေရာအနှံ့ကနေပြီးတော့တတိယအတွင်းတိမ့်စီရမိတဲ့မူရစ်ဆေးဝါးတွေဖြစ်တယ်လို့လည်းဆိုပါတယ်အပြည်ပြည်ဆိုင်ရာမူရစ်ဆေးဝါးအလွဲသုံးစားသုံးဆွဲမှုနဲ့တရားမဝင် ရောင်းဝယ်တိုက်ဖြတ်ရေးနေ့ဖြစ်တယ်မနေ့ကဇွန်လ26ရက်နေ့မှာစစ်ကောင်စီကတိုက်စီရမိတဲ့မူရီစေဝါတွေနဲ့ဓာတုပစ္စည်းတွေကိုတောင်ကြီးရန်ကုန်မန္တလေးစကိုင်းတမှုကတားနဲ့ရွှေဘုံမြို့တွေမှာမိရှုဖျက်ဆီးမှုတွေပြုလုပ်ခဲ့တာပါအခုလဆောဆောပိုင်းလောက်ကနေစပြီးတော့စစ်ကောင်စီရဲ့ပခုတ်ကူတက်မတရတက်ကနေပေါ့မြုံနယ်ဘက်ကိုအင်အားထောင်နဲ့ချီတုံးပြီးတော့ စစ်ကောင်စီကစစ်ကြောင်းထိုးနေတယ်လို့ပြည်သူ့ဒီမိုကရက်တစ်တပ်တော် PDA ရဲ့တာဝန်ခံတူက TM Media ကိုပြောပါတယ်ရိတ်ခါပို့တဲ့ရင်တန်းတွေနဲ့ဘေးကကာပေးတဲ့ခြေလျင်စစ်ကြောင်းတွေအလုံးပေါင်းရင်အင်အားတစ်ထောင်ကျော်လောက်ရှိပါတယ်အဲ့ဒီစစ်ကြောင်းဟာလမ်းတစ်လျှောက်ကအရက်သားပိုင်ပစ္စည်းတွေကိုခိုးယူလူရက်တာပစ်ခတ်တာတွေနဲ့မီးရှို့ဖျက်ဆီးတာတွေလုပ်နေပါတယ်အဲ့ဒီစစ်ကြောင်းဟာ PDA ရဲ့တပ်စခန်းတစ်ခုကိုလည်းမီးရှို့ဖျက်ဆီးသွားပါတယ် ဇွန်လ၈ရက်နေ့မှာသူတို့ရှိရဲ့ရွာကို ရောက်လာတဲ့ရင်းနှန်းတွေကတည်းကပါလာတဲ့ခြေလင်းစစ်ကြောင်းအင်အား150ကျော် PDO PDA ရှိရဲ့ရွာကိုရောက်လာပြီးတော့ကြတော့ရွာပတ်ချလိုက်ကိုရှာဖွေရင်းနဲ့စခန်းကိုတွေ့သွားပြီးတော့၁၄ရက်နေ့လောက်ကမိရှုဖြစ်စည်းခဲ့တာလို့ PDA တာဝန်ခံကပြောပါတယ် မီးရှို့မခံရခင် စစ်ကောင်စီစစ်ကြောင်းနဲ့ PDA ရဲ့ကင်းအဖွဲ့ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ဆိုပါရတယ်။အဲ့ဒီတိုက်ပွဲဖြစ်ချိန်မှာလဲစစ်ကောင်စီဘက်ကလေကြောင်းကနေ drone para motor တွေနဲ့ဘုံကျဲတာအပြင် Y12 နဲ့လည်းလေကြောင်းကနေဘုံကျဲတိုက်ခတ်ခဲ့ပါတယ်။ PDO ရဲဘော်တွေဘက်ကတော့ထိခိုက်ကြဆုံးမှုမရှိဘူးလို့ဆိုပါရတယ်။အဲ့ဒီထောင်နဲ့ချီအင်အားရှိတဲ့စစ်ကောင်စီစစ်ကြောင်းစထွက်လာချိန်ကစပြီးတော့အခုချိန်ထိကြီးကြီးမားမားတိုက်ပွဲဖြစ်တာနှစ်ချိန်လောက်ပဲရှိပါသေးတယ်။ကျန်တာကတော့မိုင်းဆွဲတိုက်ခိုက်တာတွေလောက်ပဲရှိတယ်လို့ PDA တာဝန်ခံကဆိုပါတယ် စစ်ကောင်စီတပ်နဲ့စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်ကတိုက်ပွဲဖြစ်ပွားတာမှရှိပဲရှမ်းပြည်တောင်ပိုင်းစီဆိုင်မြို့နယ်နောင်ဘိုကျွာကိုလက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက်ကြောင့်နေအိမ်တလုံးပျက်စီးပြီးတော့ပြည်သူတယောက်ဒဏ်ရာရခဲ့တယ်လို့ပအိုးအမျိုးသားလွတ်မြောက်ရေးအဖွဲ့အချုပ် PNL PNL ကထုတ်ပြန်ပါတယ်စစ်ကောင်စီကနေပြီးတော့ဇွန်လ25ရက်နေ့ညပိုင်းမှာနောင်ဘုံရွာကို60မမလက်နက်ကြီးနဲ့ကိုးကျင်ပစ်ခတ် တိုက်ခတ်ခဲ့တယ်လို့ဆိုပါတယ်။အဲ့ဒီတိုက်ခတ်မှုကြောင့်နေအိမ်တလုံးပျက်စီးပြီးတော့အသက်၄၉နှစ်အရွယ်အိမ်ရှင်ဖြစ်သူလည်းလက်နက်ကြီးထိမှန်ဒဏ်ရာရခဲ့ပါတယ်။ပြီးခဲ့တဲ့ဇွန်လ၁၆ရက်နေ့၂၃ရက်နေ့မှာလည်းစီဇန်မြို့နယ်တပူးထိုရွာကနေအိမ်တွေကိုစစ်ကောင်စီတပ်နဲ့ PNO ပြည်သူ့စစ်တွေမိရှုဖျက်ဆီးခဲ့တယ်လို့ထုတ်ပြန်ကြမှာဖော်ပြထားပါတယ်။နောက်ဆုံးရသတင်းတွေကို TM Media ကနေပြီးတော့တင်ပြပေးနေတာဖြစ်ပါတယ်ခင်ဗျာ။